မင်္ဂလာပါရှင်။မူသားချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။အော်တိုဘာလ31ရက်နေ့အတွက်စိတ်ဝင်စားဖို့ကောင်းတဲ့တရင်အကြောင်းအရာတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မူသားချန်နယ်ကို Subscribe နဲ့ Like ရန် Share လုပ်ပေးပါရှင်။ပြည်သက်ကြီးရဲ့နိုင်ငံတော်အစိုးရနဲ့တအောင်လက်နဲ့ကောင်ရဲ့ဖွဲ့ TNL ကြားမှာ အပြေကရန်စဲရေးရယူခဲ့ပြီးနောက်နိုင်ပိုင်းအကြမှာပဲကချင်းအကျန်းဖက်လက်နက်ကင်အဖွဲ့ KIA အဟာလဲ ပြေဆောင်ဆွေးနွေးဝင်ရှိရလို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။မြန်မာစစ်တပ်နဲ့ကချင်လန်နယ်ကောင်ရဲဖွဲ့ KIA တို့ပြေဆောင်ဆွေးနွေးဖို့သဘောတူပြီးဖြစ်တယ်လို့ပေါ့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNNO NCA S ကဥက္ကဋ္ဌဘုံမူကြီးခွန်ဥက္ကာကပြောတယ်လို့ Homeland New Agency ကအော်တိုဘာလ29ရက်နေ့တုန်းကဖော်ပြထားပါတယ်။လက်ရှိချိန်မှာတမရော်နဲ့ကချင်အစံဖက်လက်နက်ကိုင်အဖွဲ့ AIA တို့ကြားဆွေးနွေးဖို့သဘောတူထားပေမဲ့ နှစ်ဘက်တွင်းဆုံးမဲ့နေရာညှိနှိုင်းမှုမပြေလည်သေးရာကြောင့်ဆွေးနွေးပွဲတွေမဖြစ်လာသေးရလို့ပြောပါတယ်။ဗမူကြီးခွန်အုပ်ကာက KIA ကဆွေးနွေးဖို့သဘောတူပြီးနေပြည်တော်ကြလည်းသဘောတူတယ်။ဒါပေမဲ့နေရာရွေးနေတာ KIA ကမြစ်ကြီးနားမှာလာဆွေးနွေးပါလို့ခေါ်တယ်။အခုလက်ရှိစစ်ကော်မရှင်ကိုစစ်ကော်မရှင်အဖွဲ့တွေကလည်းမြစ်ကြီးနားမှာမသွားချင်ဘူး။မြစ်ကြီးနားမှာအရင်လွန်ခဲ့တဲ့၄-၅၀နှစ်ကအစည်းအဝေးလုပ်လို့ရတယ်။ဘာလို့လဲဆိုတော့ KIA တို့တစ်ဖွဲ့ပဲရှိရကိုမြစ်ကြီးနားမှာနှစ်ဖက်ဆွေးနွေးပွဲတွေဆောက်ဖို့ပါတယ်။ ျွန်တော်လဲလိုက်တက်ဖို့ရဲအခုကအဲ့လိုမဟုတ်တော့ဘူး KIA ရောတပွဲတယ်မဟုတ်ပဲအပွဲပေါင်းစုံရှိနေတော့လက်နက်တွေလဲစုံလာတော့ညတိနာမှာလူစုလူဝေးနဲ့လောက်ရင် drone တွေပါတော့ KIA ရောမထိန်နိုင်တဲ့အခြေအနေလဲရောက်နိုင်တယ်ဒါကြောင့်နေရာကိုတော့နေပြည်တော်ကအကျိုင်းတုံတိုးတီးမဟုတ်မိုင်းလာပေါ်လေမိုင်းလာမျိုးအဲ့ဒီဘက်တွေမှာလောက်ဖို့ KIA ရောကလည်းအဲ့ဒီဘက်တွေကိုမထွက်နိုင်ဘူးဆွေးနွေးဖို့သဘောတူပြီးကြပြီနှစ်ဖက်ကဒါပေမဲ့အခြေမကြပဲနဲ့နေရာမရတရာပြဿနာဖြစ်နေရလို့ပြောဆိုထားတယ်လို့ Homeland New Agency ကဖော်ပြထားပါတယ်။ကချင်အကြံဖက်လက်နက်ကိုင်အဖွဲ့ KIA ဟာတုံည339ကိုစစ်စင်ရေးစတင်ခဲ့ပြီးနောက်ပိုင်းတမရော့စခန်းတွေကိုအင်အားသုံးတိုက်ခိုက်ခဲ့ပြီးနောက်မြို့တချို့ကိုယာယီထိန်းချုပ်ခဲ့နိုင်ပေမဲ့လက်ရှိအချိန်မှာတော့တရုတ်နိုင်ငံရဲ့နိုင်ငံရေးဖိအားအပြင်တမရော့စစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စစ်ကိုရင်ဆိုင်ရရှိနေပါတယ်။တမရော့စစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စစ်ကြောင့် KIA အဖွဲ့ကအထင်အရှားနေပြီးတော့၎င်းတို့ယာယီထိန်းချုပ်ထားတဲ့နေရာတွေကိုပြန်လည်လက်လွတ်ပေးနေရကောင် လူပြုံးစီရှုံးနေရတဲ့အတွက်အတင်းကျပ်လူသစ်စုဆောင်းနေရပါတယ်။ကချင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့တနေခွဲကြော်ကြားတိုက်ဝဲတွေအတွင် KIA ဟာတပ်မတော်စစ်ကြောင်းတွေရဲ့တိုက်စစ်ကြောင်းတောင်းနဲ့ချီကြဆုံးခဲ့ရတယ်လို့စစ်ပန်းလူပန်းဖြစ်လျက်ရှိနေပါတယ်။တခြားတစ်ပတ်မှာတရုတ်နိုင်ငံကလည်း KIA အဖွဲ့ကိုဖိအားပေးမှုအဖြစ်နေဆက်ဒေတာတွေပိတ်ဆို့ထားခဲ့ရခက်ခဲများစွာရင်ဆိုင်နေရတယ်လို့သိရပါတယ်။တကယ်လို့ KIA အဖွဲ့ဟာနိုင်ငံတော်အစိုးရနဲ့အပြည့်ခက်ရယ်ဆဲပြီးထိန်းချုပ်ထားတဲ့မြို့တွေကိုပြန်ပေးခဲ့မယ်ဆိုရင် KAI အဖွဲ့နဲ့အတူပူးပေါင်းပါဝင်ခဲ့တဲ့ PDF နဲ့နဲ့ကိုင်းအဖွဲ့ဝင်တွေရဲ့အခြေအနေတွေကနဲ့နဲ့ကိုင်းတော်လန်ရေးကောင်းစဉ်အောင်မှအလွန်တနာစရာကောင်းတဲ့အခြေအနေမျိုးကိုပုံမတွေးကြုံရဝယ်ရှိနေပါတယ်။ဘာကြောင့်လဲဆိုရင်ကိုကန့်နဲ့နဲ့ကိုင်းအဖွဲ့ MNDAA ဟာနိုင်ငံတော်အစိုးရနဲ့အပြည့်ခက်ရစရီရယူချိန်မှာ၎င်းတို့ကိုပိုင်ဆုံးဖြတ်ချက်တိုင်းလုံးကိုင်းခဲ့ပြီး PDF နဲ့နဲ့ကိုင်းအဖွဲ့တွေကိုကန့်ထုတ်မောင်းထုတ်ခဲ့ပါတယ်။ PDF နဲ့နဲ့ကိုင်းအဖွဲ့တွေဟာ MNDAA အဖွဲ့ကမျိုးတွေကိုထိန်းချုပ်နိုင်အောင် ိုးပန်းချိန်တုန်းကပူပေါင်းပါဝင်ခဲ့ရပြီးတော့ PDF နဲ့နဲ့ကိုင်းအဖွဲ့ဝင်တွေများစွာအသက်ပေါင်းများစွာပေးဆဲခဲ့ရပါတယ်။လက်ရှိချိန်မှာလည်းတအောင်အကြံဖက်နဲ့ကိုင်းအဖွဲ့ဟာမိုးကုံနဲ့မိုးမိတ်မျိုးတွေကိုပြန်ပေးပြီးတော့နိုင်ငံတော်အစိုးရနဲ့အပြည့်ခက်ရစရေရယူလိုက်ပြီးဖြစ်ပါတယ်။နိုင်ငံတော်အစိုးရနဲ့အပြည့်ခက်ရစရေရယူချိန်မှာတအောင်အကြံဖက်နဲ့ကိုင်းအဖွဲ့တရနန်လေးဟာကိုကန့် MND အဖွဲ့လှုပ်ဖြတ်တယ်လို့မျိုး PDF လက်နက်ကင်အဖွဲ့တွေကိုမောင်းထုတ်ကန်ထုတ်တာမျိုးထက်မှန်လုံဆောင်လာခဲ့တယ်လို့သိရပါတယ်။ TNL ရနိုင်ငံတော်အစိုးရနဲ့အပြည့်ကရေစရေသဘောတူညီရမှာ၎င်းတို့ရဲ့ပူးပေါင်းပါဝင်ခဲ့တဲ့ PDF လက်နက်ကင်အဖွဲ့တွေကိုလက်မခံဘဲကန်ထုတ်ပစ်မယ်ဆိုတဲ့အချက်ပါဝင်ခဲ့တယ်လို့စီးရဲနဲ့နိုင်ငံရေးအကြောင်းအရာတွေကိုသုံးသပ်ပြောဆိုနေရဲ့ကိုခိဖုံခါကအခုလိုမျိုးပြောဆိုခဲ့ပါတယ်။တရုတ်အစိုးရကကြားကနေပွင့်ပြီးတော့ညှိနှိုင်းပေးတယ်လို့ပြောတယ်။ရင်မချိုးတဲ့ပလောင်တပုံနဲ့ မြမတက်မတော်ကိုယ်စားလှယ်အဖွဲ့နဲ့တရုတ်ကိုယ်စားလှယ်အဖွဲ့၃ဖွဲ့ဦးမင်းမြို့မှာဆွေးနွေးရတဲ့ဆွေးနွေးတဲ့ဆွေးနွေးတဲ့အချိန်မှာပလောင်တပုံးကဘာတောင်းဆိုလဲဆိုရင်သူတို့ဌာနချုပ်ဖြစ်တဲ့နတ်ဆန်ကိုမန်တုံကိုဘုံမကျဲဖို့လေရင်နဲ့အဲ့ဒါကိုနိုင်ငံတော်ကသဘောတူပေးပါနောက်တစ်ခုသူတို့အုတ်ချုပ်ခွင့်ရတဲ့မန်တုံတို့ အဒီနမ်ဆန်လို့အဲ့ဒီဘက်မှာဗမာ PDF အပေါင်းမြန်မာ PDF အပေါင်း အားလုံးကိုလက်မခံဘူး PDF တွေကိုလုံးဝလက်မခံဘူးကန်ထုတ်ပြင်မယ်လို့ပြောတာကွာဒါပေမဲ့သူတို့အော်အစီအစီဝေဆုံးဖြတ်ချက်မှာကြတော့ PDF တွေကိုသူတို့လုံးဝလက်မခံတော့ပါဘူးသူတို့ကိုလည်းလေရင်နဲ့ပုံမကျဲပါနဲ့ဟုတ်ပြီမြမတက်မတော်ကမေးတယ်အဲ့ဒါဆိုမင်းတို့ဘက်ကဗာပြန်ပေးမှလဲငါတို့လိုချင်တာမိုးကုတ်နဲ့မိုးမိတ်ကိုကြီး sorry ကြီးစံတစ်ချက်မှ မဖောက်ခြင်းဘူးမြို့မပြက်စီးခြင်းဘူးအဲ့တော့အဲ့မိုးကုတ်နဲ့မိုးမိတ်ကိုပြန်ပေးပါတို့ကလည်းတိုင်မင်လာတဲ့သဘောရှိရဲ့တာကုတ်ကြတို့တာဖုံးကျော်တို့ပေါ့တိုင်မင်လာတဲ့သဘောရှိရဲ့ဟုတ်တယ်မိုးကုတ်မြို့နဲ့မိုးမိတ်မြို့ကိုငါတို့ပြန်ပေးမယ်ငါတို့အရင်မူလဇာတိဖြစ်တဲ့တို့ရဲ့နန်းဆန်ကိုပြန်မယ်ဒါပေမဲ့နိုင်ငံတော်အနေနဲ့လေရင်နဲ့ပုံမကျဲပါနဲ့နိုင်ငံတော်ကလည်းဟုတ်တယ်ငါတို့မင်းတို့လေရင်နဲ့ပုံမကျဲဘူးနောက်တစ်ခု PDF တွေကို ပလောင်တပုံတွေကပြောတယ် PDF တွေကိုကျွန်တော်တို့ခေါ်လဲမသွားဘူးသူတို့ဆောက်တဲ့လမ်းကြောင်းတစ်လျှောက်မှာပြီးတော့သူတို့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖြစ်တဲ့နန်ဆန်ဘက်မှာလည်းမြန်မာမြန်မာ PDF အပေါင်းကိုလုံးဝတယောက်မှလက်မခံဘူးမိုးကုတ်နဲ့မိုးမိတ်ကိုလည်းပြန်ပေးမယ်လေရင်တဲ့ဘုံမကျဲပါနဲ့အစိုးရကလည်းသဘောတူရလို့ပြောတယ်အဲ့တော့ကျွန်တော်ပြောပြချင်တာမိုးကုတ်မြို့သူမြို့သားတွေနဲ့မိုးမိတ်မြို့သူမြို့သားတွေဝမ်းတာလိုက်တော့အထုပ်တွေပြင်ထားအထုပ်ပြင်ထားဆိုတာပြေးဖို့လွှားဖို့မဟုတ်ဘူးနော်ကိုယ့်ရဲ့ ဘူမိနတ်တန်နေရာမှန်ပေါ့ကိုယ့်ရဲ့ဘူမိနတ်တန်နေရာမှန်ကိုပြန်ရောက်ဖို့အတွက်ပါဒါလုံးဝကျိမ့်တေတိကြတဲ့သတင်းเนาะပြန်ပြောမယ်တို့လေရင်နဲ့ဘုံမကျဲပါနဲ့တို့မိုးကုန်းနဲ့မိုးမိတ်ကိုပြန်ပေးပါမယ်နောက်တစ်ခုတို့ဆုတ်ခွာရလမ်းကြောင်းတစ်လျှောက်မှာလဲမြန်မာ PDF တွေကိုတယောက်မှခွန်မသွားသလိုနောက်တစ်ခုတို့ရဲ့အုပ်ချုပ်ခွင့်ရတဲ့နတ်ဆန်ဘတ်မှာလဲမြန်မာ PDF ကိုတို့မမွေးပါဘူးမထားပါဘူးလေရင်နဲ့ဘုံမကျဲပြင်ရပါ အစိုးရကလည်း okay ငါတို့လေရင်လည်းဘုံမကျဲဘူးမင်းတို့မိုးကုတ်နဲ့မိုးမိတ်ကိုတာတာကြီးကြီးပြန်ပေးအဲ့တော့လောလောဆယ်သူတို့ရှိတဲ့ပစ္စည်းလေးတွေခိုးခါတာလေးတွေသူတို့ခိုးထုတ်နေကြတယ်အဲ့တော့ဒီတစ်ပတ်နှစ်ပတ် အတွင်းမိုးကုတ်သူမိုးကုတ်သားမိုးမိတ်သူမိုးမိတ်သားတွေအားလုံးအထောက်သာပြင်ပြီးတော့အိမ်ကိုခတ်တုတ်တုတ်ပြန်ဖို့လုပ်ကြတော့မိုးကုတ်သားတွေဆိုရင်ပလောင်တပုံဝင်တော့ကတပြေပန်းနဲ့လက်ကန်းကြိုးတာဒီတခါမြမတက်မတော်ဝင်လာရင်တော့တပုံမဟုတ်တဲ့အတွက်နိုင်ငံတော်အဆင့်ကပတ်အဆင့်အတိမတ်ပြုမြမတက်မတော်ဖြစ်တဲ့အတွက်တပြေပန်းလုံးလည်းတော့မရဘူးသလား စပယ်ပန်းလေးတွေပါပိုင်ပူကောင်းမယ်စပယ်ပန်းကုန်းလေးတွေနဲ့အလဲအဲ့တော့အတီပြောတာပါမဟုတ်ကုတ်သူမိုးမိတ်သားများပျော်ရွှင်ကြပါလို့ပြောရရင်လည်းကျွန်တော်ခေပုံခါရဲ့ဒီဘူရူဖိုင်ယိုဒီမှာလည်းညီကုန်းချုပ်တယ် PDF လက်နဲ့ကင်အဖွဲရဲ့လက်ရှိအခြေအနေတွေဟာလက်နဲ့ကင်ဒေါ်လာရေးကောင်းစင်အောင်ပါလူသုံးအခိုင်ခံအစင်းထက်မပူဘူးလို့ဆိုနိုင်ပါတယ်တအောင်လက်နဲ့ကင်အဖွဲ TNL အဖွဲရဲ့အပြည့်ကရစရေးရယူခဲ့ခြင်းနဲ့ပတ်သက်ပြီးတော့ NUG အဖွဲနဲ့ PDF လက်နဲ့ကင်အဖွဲတွေကြားမှာဝေဖန်မှုတွေမြင့်တက်လျက်ရှိနေပါတယ် ထိုင်းနိုင်ငံမှာနေထိုင်တဲ့ NUG အဖွဲ့ကိုအားပေးထောက်ကယ်သူတအိုးကစကယ်ပုံက တခါတည်ဘူးပြင်ဖို့နားလေတဲ့လာရှုပ်ကိုပြန်ပေးလိုက်ကြတဲ့အခါကျွန်တော်တို့တကယ့်ကိုဒေါသအကြီးကျယ်ထွက်တယ်။တိုက်တုံးကအတူတူဝိုင်းတိုက်ကြပြီးပေးတဲ့အခါကျတော့သူတို့သဘောနဲ့သူတို့လက်သိပ်ထိုးပြီးပေးလိုက်ကြတယ်။ပေးလိုက်ရတဲ့အသက်တွေထဲမှာကျွန်တော်တို့နှွေဦးတော်လန်ကြီးရဲ့အသက်တွေအများကြီးပါသွားတယ်။ဒါကိုလှည့်မကြည့်ငဲမကြည့်ပဲသူတို့သဘောနဲ့သူတို့လှုပ်သွားတဲ့အတွက်ဒါဟာငါတို့တော်လန်ကြီးကိုပစိုးလှန်ပြတာပဲလို့သတ်မှတ်ထားလိုက်တယ်။ ကိုလဲလာပြန်ပြီ။တီအန်တန်လေးကမိုးကုတ်ကို ပြန်ပေးမယ်ပေါ့။ထွက်ရပြန်ပေါ့ဒေါသ။ဒါပေမဲ့ဒီတခါတော့သူတို့သဘောနဲ့သူတို့တိုက်ချင်ရင် PDF တွေကိုခေါ်တိုက်ခိုင်းမယ်။မတိုက်ချင်ရင်ငါတို့သဘောနဲ့ငါတို့ပြန်ပေးလိုက်မယ်ဆိုတဲ့တောက်ချိုးမျိုးဖြစ်တယ်လို့၎င်းရဲ့ Facebook လူမှုကွန်ရက်မှာရှင်းသားဖော်ပြထားပါတယ်။တောင်အောင်လည်းနဲ့ကံရဖွဲတီအန်တန်လေးက PDF အဖွဲတွေနဲ့လက်တွဲဖြိုးလိုက်ခြင်းကြောင့်မန္တလေး PDF လက်နဲ့ကံအဖွဲအပါအဝင် PDF လက်နဲ့ကံအဖွဲတွေဟာလက်နဲ့ကံတော်လန်ရေးကို ဆက်လက်လှုံ့ဆော်မယ်လို့ကြေညာချက်အသေးသေးတွေထုတ်ခဲ့ကြပါတယ်။ဒါပေမဲ့ PDF လက်နက်ကင်အဖွဲ့တွေထက်အတွေ့အကြုံရှင်းချက်တဲ့ MNDAA အဖွဲ့နဲ့ TNL အဖွဲ့တွေတောင်တမရစစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စစ်ကို အချိန်ကြာကြာခုခံနိုင်စွဲမရှိပါသိရှိလက်ခံတဲ့အတွင်းအပြည့်ခက်ရစဲရေးရယူချိန်မှာ PDF အဖွဲ့တွေကတိုက်ခိုက်မှုတွေဆက်လက်လှုံ့ဆော်မဲ့ဆုံးဖြတ်ချက်ကကိုတေရင်ကိုတူးတယ်လို့မျိုးဖြစ်လာဝဲရှိနေပါတယ်ရှင်။